ဟိုရှိရှိတုန်းကမိုးတီထန်စွာရွာတဲ့မြစ်တညမှာကျွန်တော်ဖျားနာနေခဲ့တယ်ဖျားလိုက်ချောင်းဆိုးလိုက်လဲချောင်းနာလိုက်နဲ့အိတ်လို့မရဖြစ်နေတာအမေကကျွန်တော်နဘူးကိုလက်ဖွားနဲ့ဆန်းကြည့်ရင်အဖျားတော့ကြီးနေပြီလို့ပြောပြီးမျက်ရည်တွေဝိုင်းလာပါတယ်အမေဘာလို့ငိုနေတာလဲလို့မေးတော့ငိုတာမဟုတ်ပါဘူးကွာမျက်လုံးငယ်ဖုံဝင်သွားလို့လို့ပြန်ဖြေတယ်ဒါပေမဲ့ကျွန်တော်သိပါတယ်အမေမျက်ရည်ဟာကျွန်တော်အတွက်နာကျင်မှုကြောင့်ပါပဲလို့ပြောလိုက်ပါတယ်ဒီချိန်မှာအမေကကျွန်တော်ကနေမကောင်းတာကြောင့်စားမရအိမ်မရဖြစ်နေပါတယ်အမေကညချိန်တွေစေးဆိုင်ပိတ်နေတာကြောင့် အိမ်ကြီးချင်းတွေစီသွားပြီးဆေးတောင်းခဲ့ရတယ်မိုးထဲမှာထိမပါပဲပြေးသွားတဲ့အခါအမေရဲ့ဆံပင်တွေဆူဆွဲပြီးမျက်နှာမှာရေတွေနဲ့ဒါကမိုးရေလားမျက်ရည်လားကျွန်တော်မခွဲခြားနိုင်တော့ပါဘူးပြောလိုက်ပါတယ်သူ့အမေကပြန်ပြောလိုက်ပါဘာမှမဖြစ်ဘူးလို့ပြောလိုက်ပါတယ်နောက်တနေ့မနေ့ကျွန်တော်ဖျားကျသွားတော့အမေမျက်လုံးတွေမှာအေးရေးမဝတဲ့အရေးရောင်တွေရှိနေတယ်ဒါပေမဲ့အမေရဲ့မျက်နှာမှာပြုံးနေပြီးတားလေးနေကောင်းသွားပြီနော်လို့ပြောရင်ကျွန်တော်နဘူးကိုပုတ်တက်ပေးတယ်အဲ့ဒီနေ့ကစားပြီးအမေမျက်ရည်တွေကိုကျွန်တော်သတိထားမိပါတယ်ကျွန်တော်စာမေးပွဲအောင်တဲ့အခါအမေမျက်ရည် ကျွန်တော်တက္ကသိုလ်ဝင်ခွင့်ရတဲ့အခါအမေမျက်ရည်ကျွန်တော်ပထမဆုံးလုပ်ဝင်တဲ့အခါအမေမျက်ရည်ဒီမျက်ရည်တွေဟာဝမ်းနည်းမှုကြောင့်မဟုတ်ဘူးဂုဏ်ယူမှုမေတ္တာကျေးဇူးတရားတွေကြောင့်ပါပြောလိုက်ပါတယ်။ဒီနေ့မှာအမေမျက်လုံးတွေမှွန်ွားလာတော့ဆေးကန်းပြပြီးတဲ့အခါဆရာဝန်ကပြောတယ်။နင်းရဲ့အမေကအသက်ကြီးလာတော့မျက်စိအားနည်းလာတဘာဝပါလို့ပြောတယ်။ဒါပေမဲ့ကျွန်တော်သိတယ်အမေမျက်လုံးတွေဟာငါ့အတွက်ငိုခဲ့ရတာတွေကြောင့်ပုံမောအားနည်းသွားတာပါလို့ပြောလိုက်တယ်။ဒီနေ့အမေမျက်ရည်တွေကိုကျွန်တော်ပြင်မြင်နေရတယ်မင်းရဲ့မျက်ရည်တစ်ဆက်စီဟာကျွန်တော်အတွက်ချစ်ချင်းမေတ္တာရဲ့အထင်းမှတ်တွေပါပဲပြောလိုက်ပါရစေ။ အမေ့မြေကြီးတိုင်းမှာမပြောပြနိုင်တဲ့ချက်ချင်းတွေရှိပါတယ်